အဲ့တော့ဘယ်ကောက်တဲ့အခါမှာကျွန်တော်တို့ကတင်ဒါအရေးကြီးပါတယ်ကတင်ကောင်းဖို့လိုပါတယ်နော်ကတင်မကောင်းလို့ရှင်ကျွန်တော်ကောက်တာအဆင်ပြေမှာမဟုတ်ပါဘူးအားလုံးဝမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဒီမှာအကောက်တင်ထားတဲ့သင်တန်းသားတွေကိုကျွန်တော်ဒီမှာလက်တွေ့ကောက်ပြန်မှာဖြစ်ပါတယ်ကျွန်တော်ဒီတစ်ခါတော့ဒီအရေးကောက်ဆေးနဲ့ကောက်ပြန်မှာဖြစ်ပါတယ်ခါလီရဲဆိုတဲ့ကောက်စီပေါ့နော်အရေးထဲမှာတော့ဒီကောက်ဆေးလေးတော်တော်သုံးရတာအဆင်ပြေတယ်ဗျာနော်ဈေးကွက်မှာလည်းဝယ်ရလွယ်ပါတယ်နော်โอเคဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ကောက်တာလေးချက်ပြပေးမယ်အာမကောက်ခင်ကျွန်တော်တို့မေးရမယ့်အချက်တွေရှိတယ်အဲ့ဒါတော့5မိနစ်စေးမယ်ဆိုဦးလားမေးရမယ် ပြီးခရစ်တီကာလာဆိုပြောပါဒီကာလာတွေပြန်ရှာထားလာတာမေးရမယ်။သပင်ဖြောင်းဘူးလားမေးရမယ်။၅လ၆လအတွင်းပေါ့နော်။အညီလေးကအရင်ကစေးမဲ့ဆိုဘူးလား။ငါးမိနစ်မဲ့ရောဆိုဘူးရှစ်စေးရှိဘူးလား။ရှိဘူး။အခရစ်တီကာလာလည်းဆိုဘူးနော်။သပင်လည်းမဖြောင်းဘူးနော်။ကျွန်တော်ဒီအချက်တွေမေးပြီးမှအောက်ဆစ်ခြင်းနဲ့နော်။အဲ့ဒါရတော့မဖြစ်မနေမေးရမယ်ပေါ့နော်။ ဒီမှာတမင်ကတော့ကျွန်တော်တို့ကခေါင်းလျှော်လာတာအဲခေါင်းလျှော်တဲ့ခါကဒီလိုကောက်မဲ့ခေါင်းတွေပဲဖြစ်ဖြစ်ကာလာဆုံးမဲ့ခေါင်းတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ပုတ်လျှော်လို့မရဘူးခေါင်းမှာရှိနေတဲ့ဥယျာဉ်ဘက်မှာကတ်နေတဲ့ကျွန်တော်တို့စီတွေကြီးတွေခြေတွေပေါ့နော်စပရေးတွေဓာတ်တွေကိုပြောင်းအောင်ပဲကျွန်တော်တို့အဓိကလျှော်ပေးရမှာဖြစ်ပါတယ်ကျွန်တော်အရင်နဲ့ကောက်မယ်ဆိုရင်တချို့တွေကြတော့တန်းဖြန်ပြီးအရင်ကိုကောက်တယ်ပေါ့နော်အဲ့လိုမျိုးမကောက်စေချင်ဘူးခုမှအဲခုနခုမှစပြီးတော့မှအကောက်တင်ထားရည်လေးပေါ့နော်ပီကန်နာသမားတွေပြောဆိုရင် ။နောက်ကျွမ်းကျင်ပြီးသားသူကလက်မြန်နေတဲ့အခါကျတော့တန်းဖြန်ပြီးကောက်လို့ရတယ်။ဘာလို့မကောက်စေချင်လဲဆိုတော့ကျွန်တော်တို့ဆင်းတဲ့တန်းဖြန်ပြီးကောက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ပထမဆုံးလိတ်ခဲ့တဲ့လိတ်တန်နဲ့ကျွန်တော်နောက်ဆုံးပြီးသွားတဲ့လိတ်တန်နဲ့ကကျွန်တော်ကနိုင်ဝက်တနာရီလောက်ပွာနေတနာရီလောက်ပွာနေဆိုဘလုံးမဆမပြေဘူး။ကျွန်တော်ပထမဆုံးလိတ်ခဲ့တဲ့အလေကကျွန်တော်ကကောက်စရာဝင်နေပြီဖြေလို့ရနေပြီ။နောက်ဆုံးလိုက်ခဲ့တဲ့လိုက်ကကျတော့ခုမှဆက်လိုက်တယ်ဆိုတော့ဘလုံးမမပြနိုင်ဘူးအဲ့တော့ကျတော့ကျွန်တော်ဒီလိုရေလေးဖန့်ဖန့်လေးမှာပဲကျွန်တော်လိမ့်လိမ့်ပြီးတော့မှအကုန်လိမ့်တယ်နဲ့လိမ့်ပြီးဆိုမှ ကောက်ဆေးလိုက်တယ်ပေါ့နော်အဲ့ဒါကျတော့ဆေးဝိတ်တိပူမှန်တယ်ပေါ့နော်အဲလိုက်တဲ့အခါမှာကျွန်တော်တို့အရင်ဆုံးဒီခလေတက်တဲ့ပေါ့နော်ဒီခလေတက်တဲ့မှာကျွန်တော်လိတ်တန်တိုက်ဆောင်အေးယူမယ်ယူပြီးတော့မှဘေးပညာကိုကျွန်တော်ထပ်လိုက်မှဖြစ်ပါတယ်စီခွဲလိုက်နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာစလိုက်မယ်လိတ်တဲ့အခါကျလို့ရှိရင်ကျွန်တော်ကလစ်နဲ့စနစ်တကျခွဲမယ်နော်ကျွန်တော်အဲ့ဒီနေရာမှာပြင်းလို့မရအောင်နော်ပီကပြစ်လောက်တက်တဲ့အချင်းဖြစ်သွားလို့ရှိရင်ဟာပို့ပြီးတော့ဖျောက်အောင်ခတ်တယ်နော် ာပဲကျွန်တော်တို့ဒီမှာတိတ်စာကိုပို့ပြီးခွဲလိုက်မယ်ခွဲပြီးတော့မှအညီအောင်ခွဲပါတော့ဆွဲပြီးတော့မှကျွန်တော်တို့ဒီမှာကောက်ဆက်ကိုပတ်မယ်ညီလေးဆရာကောက်ဆက်တရားယူပြီးတော့တေကွန်းတရားယူပြီးအမေတေကွန်းယူပြီးလားဟောကျွန်တော်တို့ဒီမှာဒီကလေးကိုထားမယ်ဒီမှာအရင်ဆုံးဒီအစကိုကျွန်တော်တို့မိတ်တန်ထဲမှာဝင်အောင်သွင်းမယ်နော်မကြီးဝင်ပြီဆိုလို့ချင်းကျွန်တော်ကဘေးပင်ညာပဲဆွဲတော့เนาะโอเคဒါမှဒီကပ် ။နောက်ပြီးတော့မှဒီမှာလက်မနဲ့လက်ညိုးနဲ့ဟိုပါလက်ကလေးနဲ့လက်မနဲ့ဒီလိုပုံစံခြင်ထားပါတော့နော်လက်ညိုးအောင်ဖွင့်တာ။ဟုတ်ပြီကျွန်တော်တို့ဒီမှာ ქვენ ကိုရင်ရှိလိုက်ရှိပြီးတော့မှအဲ့ဒါကျွန်တော်တို့ CEO ညီအောင်ဖွဲလိုက်ညထားညီအောင်ဖွဲမယ် တမင်အထက်ကိုကောက်ဆက်ကိုကကျွန်တော်တလမလောက်ကြော်နေရမှာဖြစ်ပါတယ်အတမင်ကောက်တဲ့အခါမှာကျွန်တော်တို့ကတ်တင်ဒါအရေးကြီးပါတယ်ကတ်တင်ကောင်းဖို့လိုပါတယ်နော်ကတ်တင်မကောင်းလို့ရှိရင်ကျွန်တော်ကောက်တာအဆင်ပြေမှာမဟုတ်ပါဘူး တော်တို့တပင်းလွတ်ကြံခဲ့လို့မရတော့အကုန်လုံးကျွန်တော်ပါနေရမှာလိတ်ကြံတော့ကိုကျွန်တော်တီဝင်းပတ်တဲ့ကဇောင်းဝယ်တိကထားပတ်ပြန်လိတ်တယ်ဟောကျွန်တော်ဖြစ်နိုင်တော့ညီနေညီနေလေးပိုကောင်းလေးပဲနော်ရှိ ው လေညီနေအောင်ဖွင့်မယ်ကျွန်တော် ဒါတော့ကျွန်တော်တပည့်တွေကိုဒါပေးလိုက်ကြတာဖြစ်ပါတယ်။တယောက်တစ်လိပ်စီနှစ်လိပ်စီပေါ့နော်။အကောက်ပိုင်းမှာလည်းကျွန်တော်တို့ကစာရွေးလက်တွေ့တင်တာဖြစ်ပါရဲ့နော်။ပထမဆုံးကျွန်တော်စာရွေးတင်တဲ့ဆန္ဒရွေးချယ်မှုပေါ့နော်။အကောက်စီးတွေအလုပ်လုပ်ပေါ့။ဒါလက်တန်တွေကိုဘယ်လိုရွေးချယ်အောင်လဲဒါတွေတင်တယ်။တင်ပြီးတော့မှကျွန်တော်တို့ကအယုတ်ကောင်းမှလေ့ကျင့်တယ်ပေါ့နော်။လေ့ကျင့်ပြီးနောက်ဆုံးအဆင့်ရတော့ကျွန်တော်တို့တွေကလူကောင်းမှလက်တွေ့ကောက်တာပေါ့နော်။ကျွန်တော်တို့တင်တဲ့မှာတော့အဲ့လိုမျိုးပဲစာရွေးလက်တွေ့တော့ပေးပါရခင်ဗျာ။ဒါကတော့နောက်တစ်ယောက်ပေါ့နော်။ လိတ်တန်လိတ်နေတာဖြစ်ပါတယ်လိတ်တန်လိတ်တဲ့အခါမှာကျွန်တော်စီးစနစ်တကျစီးခွဲထားရမယ်ပေါ့နော်ကလစ်ကိုကျွန်တော်တို့ဒီလိုမျိုးစီးခွဲရမှာမပြင်းနဲ့ပေါ့နော်နှမဆိုလို့ချင်းတပင်းတွေရောပြီးတော့ကောက်သားမလာဘူးပေါ့နော်တပင်းတွေလည်းလွတ်ကျန်ခဲ့တယ်လည်းပေါ့နော်ကိုကတော့ဘေးဘက်ခြမ်းလိတ်နေကြတာပေါ့နော်ဘေးဘက်ခြမ်းကြတော့ကျွန်တော်တို့ကနှစ်ဖက်ခွဲပြီးလိတ်တယ်ပေါ့ဒီဘက်ကလည်းလိတ်တယ်ဒီဘက်ကလည်းလိတ်တယ်ပေါ့နော်ကိုအဖြုတ်ခံနေရတော့ဘွန်းစုံဖြစ်ပါတယ်ကျွန်တော်တို့ကိုကတော့လိတ်တန်လိတ်လို့တော့ပြီးသွားပါပြီခင်ဗျာ အလိုက်တန်လိုက်တဲ့ခါမှာကျွန်တော်ဒီလိုစနစ်တကျလဲရမှာဖြစ်ပါတယ်ကျွန်တော်မိတ်တံကိုညီပြီးတော့မှကျွန်တော်စစ်စစ်ကလေးလဲရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာတော့လိုက်တန်ရည်အတွက်ကတော့များပါတယ်ခေါင်းကလည်းနည်းနည်းကြီးတယ်တပင်ကလည်းနည်းနည်းထူတဲ့ခါကြတော့နော်โอเคဒါမလို့လဲသူ့တပင်ကကျွန်တော်ပုံမှန်ဆန်သားလိုက်မှာပဲပါပါတယ်နော်မာဂျန်နဲ့တော့မပါဘူးပေါ့နော်ကျွန်တော်တို့မာအခုကတော့ number 1 save ပေါ့နော်ကောက်စီးထဲတော့မှာဖြစ်ပါတယ်ပြီးတော့အဲဟုတ်နောက်ပြီးတော့မှဒီအားလေးကိုသိမ်းမယ်သိမ်းပြီးတော့မှညာနေပတ် မှန်တယ်ကောက်သေးရေနပူးလေးပေါ်မကြအောင်အဲ့တီးရင်ဝင်လေးပတ်လာအဲ့ကျွန်တော်တို့ဒီမှာ number 1 C ပေါ့နော်ကောက်သေးပေါ့ဒီကောင်လေးထည့်မှာဖြစ်ပါတယ်ကျွန်တော်ကောက်သေးထည့်တဲ့ခါမှာဒီလိုဘူးသေးလေးတော့ကွက်ထည့်ပေါ့နော်ဒီတိုင်းတော့မလောင်ဘူးနော်အစေးရတော့နည်းနည်းလေးပို့ထည့်ထားပါတော့နော်ပို့နေလဲကိစ္စမရှိဘူးဘာလို့လဲဆိုတော့ပို့နေလဲဒီပူးတဲ့ကိုနောက်ပြန်လဲထည့်ထားလို့ရတယ် ဒါကတော့ကျွန်တော်တင်တန်းသားတွေကောက်ပြိုင်လဲကောက်တာဆိုတော့ကျွန်တော်ရေလေးဖတ်ဖတ်လေးဖြန်းပြီးတော့ပဲကျွန်တော်တို့လိတ်တန်လိတ်တန်အောင်ပေါ့နော်လိတ်တန်အကုန်လိတ်ပြီးပြီးဆိုမှကောက်စီထည့်မှာပေါ့နော်ကိုကကျွမ်းကျင်ပြီးသားလူလက်မြန်နေသူဆိုလို့ရှင်တော့ကောက်စီတက်ဖြန်းပြီးတော့မှလိတ်လို့ရရပေါ့နော်စီထည့်တဲ့ကောင်မှကျွန်တော်ပြောအလိတ်တန်းကိုကျွန်တော်နှံ့အောင်လိရမှာပေါ့နော်ဖြေမယ်လေးထည့်မှာပေါ့နော် ကောင်စေးရကျွန်တော်မျက်လုံးနဲ့ဝင်လို့မရအောင်နော်မျက်လုံးနဲ့ဝင်တယ်ဆိုလို့ရှိရင်တစ်ခါရေးကျွန်တော်မျက်နှာတော့တော့တဲတော့တဲ့ပြီးတော့မှအဲမျက်လုံးထဲမှာဖြစ်တီရေထဲမှာပေါ့နော်မျက်တော်ခက်ခိုင်းလိုက်ပေါ့နော်ဒီကောင်လေးအန်ဒီရဲ့များရဲ့အဆစ်တက်များရဲ့ပေါ့နော်မျက်လုံးနဲ့တော့လုံးဝဝင်လို့မရပါဘူးနော်အပပါလေးကျွန်တော်လိုက်ထည့်ပါပေါ့နော်ချက်ပြီးတော့နောက်တစ်ကြော့ ီကောင်းဆိုရင်ကျွန်တော်တို့ဘက်ကြီးလိုက်တာတော်တော်ကြာသွားပြီဗျာနော်ခုနကလို့စီးပြန်ပြီးတော့ဒါလိတ်လိုက်တော့သွားပြီပေါ့အာ number 1ကောက်ဆစ်ထည့်ပြီဆိုလို့ကျွန်တော်ဒါပုံမှန်ဆန်သားဆိုတော့ကျွန်တော်35မိနစ်လောက်ထားမယ်ဗျာနော်ထားပြီးလို့ရှိရင်လိတ်တန်တလိတ်ကိုဖြည့်ကြည့်မယ်ကောက်မကောက်အကောက်နေပြီဆိုလို့ရှိရင်တော့ကျွန်တော်ရှုပ်သေးထည့်မှာဖြစ်ပါတယ်အာကျွန်တော်ဒီကောင်းလေးကတော့ဒါပုံမှန်ဆန်သားကိုကျွန်တော်တို့အရင်နေ့ကောက်ထားတယ်အရင်နေ့ကောက်ပြီးတော့မှကျွန်တော်လိတ်တန်လိတ်ပြီးတော့မှဆေးထည့်ထားတဲ့အချိန်ကကျွန်တော်တို့ဒါ35မိနစ်ပြည့်ပြီပေါ့နော်ပြည့်တဲ့ကျွန်တော်ဒီမှာတလိတ်ဖြည့်ကြည့်မယ်ပေါ့နော် တော့ပြီဆိုမှကျွန်တော်တို့ကနံပါတ်2ချုပ်ဆေးရီကိုထည့်มาဖြစ်ပါတယ်ဟုတ်ပြီလိတ်ဖြည့်ကြည့်လိုက်မယ်ကျွန်တော်တို့ပြန်လိတ်လို့ကောင်းမဲ့နေရာလောက်ကလိတ်တောင်ဖြည့်ကြည့်ပါเนาะဒီနေရာဆိုပြန်လိတ်လို့ကောင်းတယ်โอเคဟုတ်ပြီဆက်ကြည့်ကြည့်လိုက်မယ်เนาะဒါဆိုကျွန်တော်နည်းနည်းလေးလို့ဦးမယ်เนาะနည်းနည်းလေးလို့ဦးမယ်ကျွန်တော်နောက်ထပ်ကျွန်တော်5မိနစ်လောက်ထပ်ထားပေးမယ်ထပ်ထားပေးပြီးရေเนาะကျွန်တော်တို့ဒီမှာပြန်ဖြည့်ကြည့်ဦးမယ်ပေါ့เนาะပြန်ဖြည့်ကြည့်ပြီးမှာကောက်နေပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ချုပ်ဆေးရီထည့်มาဖြစ်ပါတယ်သိကြခြင်းလဲဆိုရင်ဒီလိုဆွဲကြည့်လိုက်ပါ ဝင်တော့ဝင်နေပြီဒါပေမဲ့ဆေးဝင်ကျင်ကတရားရဂိုင်းလုံးတော့မရှိသေးဘူး80လောက်တော့ဝင်နေပြီပေါ့ဗျာနော်80လောက်ဝင်နေပြီဆိုတော့ကျွန်တော်တို့ဒါနောက်ထပ်5မိနစ်ထပ်ထားနော်ကျွန်တော်တို့မြန်ကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုတစ်ခါသုံးပလတ်စတစ်ကောင်းစွန်နဲ့လည်းရတယ်ကျွန်တော်ပလိတ်ပြားပေါ့နော်ကျွန်တော်တို့အသားတွေပိုင်းမှာကတ်တဲ့ပလိတ်ပြားနဲ့လည်းပတ်ထားလို့ရတယ်တွတ်တွိတ်နဲ့လည်းဆွတ်လို့ရတယ်နော်နောက်ဆုံးမရှိဘူးဆိုတွတ်တွိတ်နဲ့ဆွတ်ရနော်โอเคဟုတ်အဲကျွန်တော်9မိနစ်ထပ်ထားမယ်ထားပြီးပြန်ကြည့်ပြီနော်အဲကျွန်တော်တို့ခုနကဆေးချိန်ကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တဲ့35မိနစ်ပြည့်တဲ့အခါမှာဖြုတ်ကြည့်လိုက်တော့ ဆဲဝင်ချင်ရတော့ကျွန်တော်တရားခိုင်တရားရခိုင်တော့မဝင်သေးဘူးပေါ့နော်80ခိုင်တော့ဝင်နေရဖြစ်ပါတယ်အခုတော့9မိနစ်လောက်ဆက်ထားတယ်ဒီ plastic ကောင်းစုဆွတ်ထားရပေါ့နော်အဲ့တော့ခါကျတော့တစ်ခါပြန်ကြည့်မယ်ပေါ့နော်ဒီကောင်းစုဆွတ်ထားပြီးညအဖြစ်ဥရပြားကထွက်တဲ့အပူငွေးနဲ့သူကဒီအလုံးပိတ်ထားတဲ့ခါကျတော့ဆေးလုံးလုံးချင်အားပုံမြန်ပါလိမ့်မယ်ဒီဟာဆွတ်မထားဘူးဆိုလို့ရှင်တော့ဆေးလုံးလုံးချင်အားနည်းမယ်ပေါ့နော်ဒီမှာဆိုလို့ရှင်မှာအငွေလေးတောင်ကြာနေတာပေါ့နော်ဟုတ်ပြီ ဟာအေးကောက်ရဲ့သဘောတရားကဒီကောက်စီးရှောက်လေးကောက်လေးပဲပေါ့နော်တကယ်လို့အဲ့လိုကကိုယ်မစောင့်ကြည့်ဘူး customer အလင်းလို့နေရဆိုလို့ရှိရင်လေတော်ရလေးကိုလေဘူးလေးထည့်ပြီးနည်းနည်းလေးပုတ်ပြီးတော့မှကျွန်တော်တခါရဲ့ထည့်လို့လည်းရပါတယ်နော်အခုတော့ကျွန်တော်ကျွန်တော်တို့ကတင်နှမ်းမှာပဲဆိုတော့အေးစစ်စစ်ပဲကောင်းတာကတော့သူဒီ net tray ပဲကောင်းတယ်ပေါ့နော်အရင်အပူပေးရတယ်ဒီအစမပြေပေါ့နော်ဟာကျွန်တော်ဆွဲကြည့်လိုက်မယ်လင်းငါးမင်လောက်ပေါ့အဲဒါဆိုရင်တော့တေချာပေါ့ဒါဆေးဦးငိန်တရားခံတော့ဖြစ်နေပါလားဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပြန်လိုက်ထားမယ်လိုက်ထားပြီးတော့ကျွန်တော်တို့ရှုပ်ဆေး ကောက်ဆေးနံပါတ်2ပေါ့နော်ထည့်ပါဖြစ်ပါတယ်ဆေးနံပါတ်2ထည့်မယ်เนาะကျွန်တော်ကြော်ခဲလို့မရအောင်အကုန်လုံးเนาะအလိတ်တိုင်းစီထည့်ရမှာပေါ့နော်နည်းနည်းမော့ခိုင်းတာပေါ့နော်မျက်လုံးထဲဝင်มาကြောက်လို့ရှိရင်เนาะโอเคဒါနံပါတ်2ဒီနေ့ကြာအကျိုးကြိုက်တဲ့နဲ့ဆက်ဝင်နေပါတော့နော်ရှင်လေးနဲ့တော့တော့နောက်တစ်ကြောပပပြန်လိုက်ပါတော့နော်အဲဒီဟာကြတော့ ည်းပပပဲပေါ့နော်ကျွန်တော်ကချန်ကဲမှာဆိုလို့ပေါ့နော်နည်းနည်းလေးပြန်လိုက်တော့ပေါ့နော်ပုံတည်ကြတာပေါ့ဒီလိုကောက်စီးနံပါတ်2ပေါ့နော်ချုပ်စီးထည့်ပြီဆိုလို့ချင်းတော့ကျွန်တော်တို့ဖြက်စီးပဲဖြစ်ဖြစ်နုံမဲပဲဖြစ်ဖြစ်မာကြမ်းပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့က15မိနစ်လောက်ထားပေးလို့ရတယ်ပေါ့နော်မိနစ်20ဒီအလုံးစုံထားပေးလို့ရတယ်အဲ့ဒါတော့ပုံမထားနဲ့ပေါ့နော်ထားပြီးလို့ချင်းကျွန်တော်တို့ကောင်းချောမယ်ပေါ့ကိုကတော့ကျွန်တော်15မိနစ်ပဲထားမယ်ပေါ့နော်ဟောအရှင်ကြည့်လိုက်မယ်နော်ဟောတနိုင်းလေးဆိုရအောင်နော်ဟုတ်ပါ ဒါတော့ကျွန်တော်တို့ကောက်ဆေးနံပါတ်2ပေါ့ချုပ်ဆေးထည့်ပေးတာကျွန်တော်တို့15မိနစ်ပြည့်သွားပြီပေါ့နော်ကျွန်တော်ဖြေတော့မယ်ကဲမင်းတို့ဟိုကဖြေဟိုဘက်ကနေလိုက်တင်လေးဖြေရအောင်နော်ဖြေတဲ့ခါကျတော့ရှင်ရမ်းဖြေလို့ရသူ့ရဲ့လိတ်ထားတဲ့ပုံစံတိုင်းလေးပဲဟာအဲဒီလိုလိုက်ခါဒီလိုပဲနော်အဲဒီလိုသူပရမပတ်ခဲ့တဲ့ပုံစံတိုင်းလေး အားဖြင့်ကျွန်တော် BJ လေးနဲ့ပြီးပြီးကျန်ကျွန်တော်တို့သဘင်ကောက်တဲ့အခါမှာကျွန်တော် chemical ထိတာဖြစ်လို့အနည်းနဲ့များတော့သဘင်ပျက်စီးမှုဖြစ်ရဲအဲ့တော့ခါကျတော့ကျွန်တော်ကောင်းလျှော်တဲ့အခါမှာသဘင်ပျော့စေးပေါ့နော် conditioner ထည့်ပေးမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ခါလီ hair style မှာကျွန်တော်လိုင်းကြီးကောက်ထားတဲ့နောက်ဆုံး result ဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပေါ့နော်ဒါနဲ့ကျွန်တော်အခုကတော့ဗီဒီယိုရိုက်နေနေကျွန်တော်ရဲ့ column mic ကအားကုန်သွားလို့အတန်မပါတော့လို့ကျွန်တော်အတန်သွင်းပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ တပင်ကောက်တဲ့အခါမှာကတ်တင်အရေးကြီးပါတယ်။တပင်ကောက်မယ်ကောင်းဆိုလို့ရှိရင်ကတ်တင်ကိုရည်ညှိညှိပြီးတော့မှတပင်ကောက်။တပင်ကောက်ပြီးတော့မှအစွန်းစားအနေငယ်ပြည့်ညှိဖို့လို့ရင်ကတ်ကြီးလေးနဲ့အနေငယ်ပြည့်ညှိရမှာဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာကိုကျွန်တော်တပည့်တွေကိုပြောပြနေတာဖြစ်ပါတယ်ခင်ဗျာ။ ။သပင်ကိုတိုကက်နေအောင်ညှက်ပြီးတော့မှသပင်ကောက်မယ်ဆိုလို့ရှိရင်သပင်ကအရန်တိုပြီးတော့မှလိတ်တန့်လိတ်လို့အဆင်မပြေတော့ပါဘူးခင်ဗျာ။ကျွန်တော်တင်တဲ့မှာတော့သပင်အညက်ပိုင်းရောအကောက်ပိုင်းရောကာလာပိုင်းတွေရောစာတွေးလက်တွေတင်ပြတာဖြစ်ပါတယ်။အရင်ဆုံးစာတွေးတင်တယ်။တင်ပြီးတော့လို့ရှိရင်အယုတ်ကောင်းမှလေ့ကျင့်တယ်။လေ့ကျင့်ပြီးတော့လို့ရှိရင်အခုလိုပဲကျွန်တော်လူကောင်းမှကောက်ပြပေးတာဖြစ်ပါတယ်ခင်ဗျာ။ ယောက်ျားလေးတပင်အညာပိုင်းနဲ့ပဲဖြစ်ဖြစ်အကောက်ပိုင်းနဲ့ပဲဖြစ်ဖြစ်တခြားသိကျင်တဲ့အကြောင်းအရာလေးတွေရှင်လဲကျွန်တော်ရဲ့ကွန်မောင်းမှာမိထားခဲ့ပေးပါအလုံးတော်အကျိုးရှိစေမယ့်အရာလေးတွေဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ပြန်ဖြည့်သွားပေးပါမယ်ခင်ဗျကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကညီကိုတို့အတွက်အကျိုးတစုံတရာရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ကွန်မောင်းမှာ yes လို့အမှန်ခဲ့ပေးပါခင်ဗျအလုံးကျေးဇူးတင်ပါတယ်